မင်္ဂလာပါခင်ဗျာ Revolute Burma News Channel ကနေပြီးတော့ November လ16ရက်နေ့မနက်ပိုင်းရရှိထားတဲ့သတင်းများကိုတင်ဆက်ပေးပါမယ်ပထမဆုံးတင်ဆက်ပေးရမယ့်တိုက်ပွဲသတင်းကတော့မကွေးတိုင်းပေါင်းမြို့နယ်တောင်ပိုင်းတိုက်ပွဲတွေအတွင်းမှာအကြမ်းဖက်ဆက်ခွေးတပ်ရဲ့မိထီလာမြို့အခြေစိုက်တပ်မ96စစ်ကြောင်းရဲ့ စစ်ခွေးမသားအလောင်းတွေနဲ့လက်နက်ခဲယမ်းတွေကိုသိမ်းဆည်းရမိခဲ့တဲ့ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။တမ69ဟာပြီးခဲ့တဲ့အော်တိုဘာလ30ရက်နေ့ကစပြီးတော့အင်အား400ကျော်နဲ့စိတ်ဖြူမြို့နယ်အမှတ်22ကာကွယ်ပစ္စည်းဆက်ယုံကပ္ပစ22ကနေ30ပေါင်းမြို့နယ်တောင်ပိုင်းကို ဝင်ရောက်ပြီးတော့စစ်တောင်းထိုးခဲ့တယ်လို့သိရပါဗျ။တမ69စစ်ကြောင်းမှာအမတ်ဆက်လေးချင်းမြန်တရင်ခမရ74ခမရ79နဲ့ခမရ109တရင်စတဲ့တရင်3ရင်နဲ့ပေါင်းမြုံနယ်တောင်ပိုင်းကြီးရွာတွေကိုစစ်ကြောင်း3ကြောင်းခွဲပြီးတော့ဝင်ရောက်လာပြီးနေအိမ်များကိုမိရှုဖျက်ဆီးတာ ပြည်သူတွေကိုဖမ်းဆီးတပ်ဖြတ်တာတွေလှုပ်ဆောင်ခဲ့တယ်လို့အတည်ပြုထားပါတယ်။အဲဒီနောက်နိုဘာမာလ3ရက်နေ့မှာအင်အား150လောက်ပါတဲ့စစ်ခွဲစစ်ကြောင်းတစ်ခုနဲ့ပေါင်းမြုံနယ်ပြည်သူ့ကာကွယ်အဖွဲ့ပကဖတို့ပေါင်းမြုံနယ်တောင်ပိုင်းကြောက်ကကြေးပါအနီးမှာတိုက်ပွဲဖြစ်ပွားပြီးတော့စစ်ခွဲမသားအလောင်းတွေကိုတိုက်ပွဲဖြစ်ပွားရာနေရာမှာဖားခဲ့တယ်လို့ဖော်ပြထားပါတယ်။အဲဒီတိုက်ပွဲမှာစစ်ခွဲမသားအလောင်း10လောင်းရရှိပြီးတော့10ဦးကထိခိုက်ဒဏ်ရာရရှိတာ တပ်ရဲ့ဖွဲ့စည်းပုံပြတ်ပြီးတော့ပင်တောင်ပြည်သူစစ်ရွာတွေကိုပြန်လည်ဆုတ်ခွာထွက်ပြေးသွားတယ်လို့ဖော်ပြထားပါတယ်။နိုဝင်ဘာလ9ရက်နေ့မှာတီးချောက်ရွာအနီးမှာစစ်ခွေးတပ်ကအင်အား130နဲ့ဦးတီစစ်ကြောင်းထုတ်ဝင်ရောက်လာလို့ပေါင်းမြုံနယ်တောင်ပိုင်းကရောချောင်းမှာတိုက်ပွဲဖြစ်ပွားခဲ့တယ်လို့အသိပေးထားပါတယ်။ အဲ့ဒီတိုက်ပွဲမှာစေခွေးမသားအလောင်း9လောင်းနဲ့လက်နက်9လက်အပါအဝင်ခဲယန်းကိုလည်းတင်စီရရှိခဲ့တယ်လို့သိရပါတယ်။တမ96စစ်ကြောင်းကိုပေါ့မြော့နယ်ပြည်သူ့ကာကွယ်အဖွဲ့နဲ့ပေါ့စိတ်ဖြူတိုက်ရင်တွေစုဖွဲ့ပြီးတော့ပူးပေါင်းတိုက်ခိုက်ခဲ့တယ်လို့သိရပါတယ်။အဲ့ဒီစေခွေးစစ်ကြောင်းကကပ္ပစ24ဘက်ကိုရောက်သွားပြီလို့ပြောပါတယ်။အဲ့ဒီကတော့ရောဘက်ကိုစက်ဖောက်ဖို့အင်အားအလွန်ကျွံသုံးဖို့နဲ့ပေါ့တောင်ပိုင်းကိုနယ်မြေရှင်းရင်းနဲ့လာခဲ့တာလို့ပေါ့မြော့နယ်စီရေးသတင်းရေးမြစ်ကပြောပြထားပါတယ်။လက်ရှိမှာစေခွေးတပ်တွေကပေါ့မြော့နယ်အနောက်မြောက်ချမ်းကို စစ်ကြောင်းထိုးတာတွေလှုပ်ဆောင်နေတယ်လို့၎င်းကဆက်လက်ပြောကြားထားပါတယ်စစ်ခွေးတပ်ရဲ့အရေးပေါ်ကြေညာထားတဲ့63မြို့နယ်မှာမကွေးတိုင်းနယ်ကထီလင်ပေါ့မြိုင်စောနယ်ရေးစကြိုးမြို့နယ်တွေလည်းပါဝင်ကြောင်းသတင်းရရှိပါတယ်ခင်ဗျာ ဆက်လာပြီးတော့တင်ဆက်ပေးရမယ့်သတင်းကတော့သခိုင်းတားမုံရွာမြို့နယ်မှာအကြမ်းဖက်ဆစ်ခွေးတိုက်ရဲတံပြားကကားများနဲ့ကျင်းနေတဲ့ကားများကိုမိုင်းဆွဲတိုက်ခတ်ရာဆစ်ခွေးသုံးကောင်တေဆုံးသွားတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။နိုဝင်ဘာလ14ရက်နေ့မနက်9:00ကမှမုံရွာမြို့နယ်နာမခနဲ့ဝမ်ပေါင်ကုမ္ပဏီကနေထွက်လာတဲ့အကြမ်းဖက်ဆစ်ခွေးတိုက်ရဲတံပြားကကားရှစ်စီးနဲ့ကျင်းနေတဲ့တွဲကား20စီးကိုတော်လိုင်းတပ်ဖွဲ့များကပရိသတ်မိုင်း9လုံးနဲ့ဖောက်ခွဲတိုက်ခတ်ခဲ့တယ်လို့သိရပါတယ်။၎င်းတိုက်ခတ်မှုကြောင့်တွဲကားများဟာခေမုံရွာဘတ်စုံချမ်းအနီးမှာ ထိုးရက်သွားခဲ့ပြီးတော့ဒေါ်လာရေးတပ်ဖွဲ့များကလက်နက်ငယ်များနဲ့ထမှန်ဝိုင်းဝန်းပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့သိရပါတယ်။၎င်းတိုက်ခိုက်မှုအတွင်းမှာအကြမ်းဖက်စစ်တပ်ကခြောက်ဦးပြင်းထန်စွာဒဏ်ရာရရှိကာ၃ဦးသေဆုံးသွားတယ်လို့သိရပါတယ်။၎င်းတိုက်ခိုက်မှုကြောင့်သေဆုံးသွားတဲ့စစ်ခွေးမသားအလောင်းများနဲ့ဒဏ်ရာရရှိသူများကိုမုံရွာမြို့ကနေထွက်လာတဲ့လူနာတင်ကား၆စီးကလာရောက်တယ်ဆောင်သွားတယ်လို့သိရပါတယ်။ ၎င်းတက်ခတ်မှုကို Braveheart Army BHC ကဦးဆောင်ပြီးတော့ Chimbre Fighter Group CFG နဲ့မုံရွာဒိုင်းနမိုက် SDF တို့ကပူးပေါင်းလှုပ်ဆောင်ခဲ့ပြီးတော့တော်လိုင်းတပ်ဖွဲ့ဝင်တအူးထိခိုက်ဒဏ်ရာရှိကဒဏ်ရာအခြေအနေကတော့မစိုးရိမ်ရဘူးလို့ပြောပါတယ်ပြီးသူတွေအနေနဲ့ Braveheart Army BHC အဖွဲ့ကလိုအပ်လျက်ရှိတဲ့လက်နက်ခဲယမ်းများကိုလည်းတပ်နိုင်တဲ့ဘက်ကနေပြီးတော့ကူညီထောက်ပို့ပေးကြပါရန် BHC အဖွဲ့ကမြစ်တာရက်ခံထားကြောင်းတရင်ရရှိပါတယ်ခင်ဗျာ နောက်ထပ်တင်ဆက်ပေးရမယ့်သတင်းကတော့မန္တလေးဒါပြောွေမြို့နယ်တောင်ချောင်းရွာမှာဆင်းမှုထမ်းခြင်းလစဉ်ကောက်ခံနေတဲ့အောက်တန်းစားအုပ်ချုပ်ရေးမှုတာဝန်ဆိုတဲ့ကောင်ကိုပြစ်ခတ်တိုက်ခိုက်ရာသေဆုံးသွားတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။နိုဝင်ဘာလ14ရက်နေ့ညနေ9:30မိနစ်ခန့်မှာပြောွေမြို့နယ်တောင်ချောင်းရွာမှာလူငယ်များကိုပေါ်တာဆွဲဖမ်းဆီးပြီးလစဉ်ဆင်းမှုထမ်းခြင်းတွေကောက်ခံနေတဲ့ကျေးရွာအုပ်ချုပ်ရေးမှုအောက်တန်းစားတာဝန်ခေါ်ဦးတန်းဝင်းကိုနမဂလုံ PDF အဖွဲ့ကပြစ်ခတ်တိုက်ခိုက်ရာ ပွဲချင်းပြီးတည်ဆုံသွားတယ်လို့သိရပါတယ်။တည်ဆုံသွားတဲ့ကြီးကအုပ်ချုပ်ရေးမှုကောင်းဝင်းခေါ်ဦးတန်းဝင်းဟာပြည်သူတွေအပေါ်မှာအခုလိုမျိုးလှုပ်ဆောင်နေခြင်းကိုနမဂလုံ PDF အဖွဲ့ကသတိပေးထားတော့လေလိုက်နာခြင်းမရှိတဲ့အတွက်ကြောင့်ပြစ်ခတ်တိုက်ခိုက်ခဲ့ရခြင်းဖြစ်တယ်လို့သိရပါတယ်။အုပ်ချုပ်ရေးမှုတောင်းဝင်းစီကနေပြီးတော့ငွေချက်68သိန်းနဲ့ဖုန်းတစ်လုံးတော့ကိုတပ်တေကန်ပစ္စည်းအဖြစ်နဲ့တင်စီရရှိခဲ့တယ်လို့သိရပါတယ်။သူကတောင်ချောင်းကြီးရွာကအုပ်ချုပ်ရေးမှုဦးတောင်းဝင်းခေါ်တန်းဝင်းဆိုတဲ့အောက်တန်းစားပါ ဒီကောင်ကဖီသူရီစီကနေစက်ကြီးကောက်တာအပြင်နီးမျိုးစုံနဲ့နှိပ်စက်နေလို့ပြစ်ခတ်တိုက်ခိုက်ခဲ့ရတာပါသူ့ရောင်မှာပဲရှင်းလင်းခဲ့တာပါနေရာမှာရင်ပွဲချင်းပြီးတေဆုံးသွားပါတယ်လို့နမောက်ဂလုံ PDF အဖွဲ့ကဘိုးအောင်တင်ကပြောပြထားပါတယ်ပြည်သူများအနေနဲ့ခြေရွာအတွင်းမှာနီးမျိုးစုံနဲ့နှိပ်စက်နေတဲ့အုပ်ချုပ်ရေးမှူးများစစ်ခွေးတောက်တိုင်များကိုနမောက်ဂလုံ PDF အဖွဲ့ကိုတိုင်ကြားပြီးတော့ရှင်းလင်းခိုင်းနိုင်တယ်လို့နမောက်ဂလုံ PDF အဖွဲ့ကဘိုးအောင်တင်ကပြောပြထားကြောင်းသတင်းရရှိပါတယ်ခင်ဗျာ ဆက်လက်ပြီးတော့တင်ဆက်ပေးရမယ့်သတင်းကတော့သခိုင်းတိုင်းစာလင်ကြီးမြို့နယ်ဝမ်ပေါင်ကုမ္ပဏီမှာတပ်ဆွဲထားတဲ့အကြမ်းဖက်စစ်ခွေးများကိုလက်နက်ကြီးများနဲ့ပြစ်ခတ်တိုက်ခိုက်ရာစစ်ခွေးတွေဘက်ကထိခိုက်တိုက်ဆုံမှုရှိနိုင်တယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။လောဗန်မာလာ၁၄ရက်နေ့ည9နာရီကျော်လောက်မှာဝမ်ပေါင်ကုမ္ပဏီဝင်းအတွင်းထဲမှာတပ်ဆွဲထားတဲ့အကြမ်းဖက်စစ်ခွေးများကိုလက်နက်ကြီး73လုံးနဲ့တော်လိုင်းတပ်ဖွဲ့များကတွားရောက်ပြစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့သိရပါတယ်။၎င်းတိုက်ခိုက်မှုအတွင်းမှာအကြမ်းဖက်စစ်ခွေးတွေဘက်ကနှစ်ဦးထိမှန်ပြီးတော့ပြင်းထန်ဒဏ်ရာရရှိက သိဆုံးနိုင်တယ်လို့ဆိုပါတယ်ဒါအပြင်ကုမ္ပဏီဝင်အတွင်းထဲမှာလည်းအချက်ပေးသံများစူညံစွာထွက်ပေါ်ခဲ့တယ်လို့သိရပါတယ်၁၄ရက်နေ့ညကဝမ်ပေါင်ကုမ္ပဏီဝင်အတွင်းထဲကိုတော်လိုင်းတပ်ဖွဲ့တွေကလက်နက်ကြီး73လုံးနဲ့တွားရောက်ပစ်ခတ်တိုက်ခိုက်တာဝင်းထဲကိုကြောက်ရောက်ပောက်ကွဲပြီးတော့ထိခိုက်မှုရှိတယ်လို့သိရတယ်သတင်းကြားရကတော့စစ်ခွင်းနှောက်ထိသွားတယ်တဲ့ တရားပြင်းထန်တယ်လို့ပြောတယ်။ဒေမသေးဆိုတာကတော့အတိမပြုတ်နိုင်သေးဘူး။လက်နက်ကြီးတွေကြားရောက်ပောက်ကွဲတော့အချက်ပေးအိုအော်ဆွဲတန်နေကုမ္ပဏီဝင်းထဲမှာစူညံသွားတာပဲလို့ဒေတာတွင်သတင်းရင်းမြစ်ကပြောပြထားပါရယ်။မနေ့ကနိုဝင်ဘာလ15ရက်နေ့ည9နာရီကျော်လောက်မှာလဲအကြမ်းဖက်ဆစ်ခွေးတိုက်ရဲစက်တက်၄ ठी 3စီးဟာဝမ်ပေါကုမ္ပဏီဝင်းအနီးမှာဝဲပြန်ပြီးတော့ဖောင်းကရာရွာအနီးတစ်ဝိုက်ကိုဘုံချဲတက်ခတ်သွားတယ်လို့သိရပါရယ်။၎င်းတက်ခတ်မှုအတွင်းမှာပြည်သူများထိခိုက်မှုရှိမရှိကိုတော့ အတီမပြုတ်နိုင်သေးဘူးလို့ပြောပါတယ်။ဒါအပြင်စာလင်းကြီးမြို့နယ်ဝမ်မေးရွာအတွင်းကနေဆုတ်ခွာလာတဲ့အကြမ်းဖက်စစ်ခွေးများကလည်းမနေ့ကမနက်ပိုင်းမှာပလောင်ရွာကနေဝမ်မေးရွာအတွင်းကိုပြန်လည်ဝင်ရောက်လာပြီးတော့ဒီလိုဝိုင်းနေအိမ်များကိုဝင်ရောက်မှွေနောက်က လက်ကင်ဖုန်းတွေကိုခိုးယူသွားတယ်လို့သိရပါတယ်အလားတူပဲပလောင်ရွာအတွင်းရောက်ရှိနေတဲ့အကြမ်းဖက်စစ်ခွေးများကလည်းပလောင်ရွာလမ်းစုံမှာစစ်စေးရေးပြုလုပ်ကဆိုင်ကယ်တစ်စီးကိုငွေကျပ်တထောင်တောင်းရမ်းပြီးတော့ပတ်စံမပေးနိုင်တဲ့သူတွေကိုတချင်းအော်ဆိုခိုင်းထားတယ်လို့သိရပါတယ်နိုဝင်ဘာလ17ရက်နေ့ညပိုင်းကလည်းစာလင်းကြီးမြို့နယ်ဝါပေါကုမ္ပဏီအတွင်းမှာတပ်ဆွဲထားတဲ့အကြမ်းဖက်စစ်ခွေးတပ်ကိုတော်လိုင်းတပ်ဖွဲ့များက short တိုက်ဒုံးအလုံး30နဲ့ပြစ်ခတ်တိုက်ခိုက်ခဲ့သေးကြောင်းသတင်းရရှိပါတယ်ခင်ဗျာ နောက်ကတေးဆက်ပေးရမယ့်တင်ရတော့သခိုင်းတိုင်းမှာစစ်ကြောပြတ်တဲ့အထိတိုက်ခိုက်ခံရတဲ့စစ်ခွေးတပ်ရဲ့တပ်မ33လောက်ခန့်တပ်ပင်နဲ့တင်ငန်းဝဝါတော်လောက်ခန့်ပြူစောတိအယောက်300ဝင်းကျင်ပါတဲ့စစ်ကြောဟာကမ်ဘလူးနဲ့ခေဦးမြို့နယ်အဆက်ကို မနေ့ကနိုဝင်ဘာလ15ရက်နေ့မှာစစ်ကြောင်းထိုးဖို့ရောက်လာတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။လက်ရှိမှာခင်ဦးမြို့နယ်အဆက်ကကမ်းဘလူးမြို့နယ်အိုင်ပေါင်းချောင်ကြီးရွာကိုရောက်ရှိနေပြီးတော့ညအိတ်တက်ဆွဲနေတာကြောင့်အိုင်ပေါင်းချောင်ရွာအပါအဝင်အနီးနားကကြီးရွာ900ထက်မနေ့ကခွက်ပြေးတိန်ရှောင်နေရတယ်လို့ဆိုပါရယ်။ခင်ဦးမြို့နယ်အနောက်ချမ်းမူးမြစ်အရှိပံတတ်တာဗရောင်ကားစက်ရွာမှာတက်ဆွဲခဲ့တဲ့ရေဦးမြို့ဘော်ကစစ်ခွေးစစ်ကြောင်းကလည်းမြို့ဘော်ကိုပြန်လဲဆုတ်ခွာသွားပြီမယ်။မူးမြစ်အကူလေကရုတ်စိတ်အနီးမှာကင်းမုံတွေပို့ပြီးချထားတယ်လို့အသိပေးထားပါရယ်။ ိုးနေကတိုက်ပွဲအရှိန်ရဲ့အဲ့ဒီဂျောကနေရွှေဘုံမြေကြီးနားလမ်းပိုင်းအကုန်လုံးကိုဖိန်းချုပ်ကျင်းလာကြောက်ဒီကောင်တွေအခုလိုလုံနေတာလို့ထပ်ပါတာဝန်ရှိသူကရှင်းပြထားပါတယ်ဒါအပြင်မနေ့ကညနေပိုင်းမှာလဲဘုံရွာမြို့နောက်မြောက်တိုင်းစစ်ဌာနချုပ်နမခနဲ့မိထီလာရှမ်းတဲ့လေတက်ကနေရေဦးမြို့ပေါ်နဲ့ခေဦးမြို့နောက်ဘက်ချမ်းကစေခွေးတပ်စခန်းချထားတယ်ပြင်းအောင်ရွာကိုလက်နက်ပစ္စည်းတွေလေးချောင်းကနေပို့ဆောင်ပေးခဲ့တယ်လို့သိရပါတယ် လက်တလုံးစီရေးအခြေအနေတွေကြောင့်မြင်းတောင်တာဝဲချီမုံလကာဘူအနီးနားမှာရှိတဲ့ခြေဝါတွေကဒေသခံတချို့ဟာခြေဝါတွေအတွင်းမှာမနေရကြသလိုအိုင်ပေါင်းချောင်ရွာအပါဝင်ခြေဝါဆယ်ပါကျော်ကဒေသခံတွေဟာဖော်ပြတင်းဆောင်နေရတယ်လို့ပြောပါတယ်စောင်းအကူမှာဆစ်ဆောင်ရတာဖြစ်တယ်လို့ဆယ်ရက်နေ့ကနေ15ရက်နေ့အထိ9ရက်ဆက်တိုက်စီပေးရှောင်နေရတာပါအဲ့ဒီအတွက်စားစရာနေစရာအခက်အခဲနဲ့ အရန်အေးတဲ့အတွက်အဝိထယ်နဲ့ကျမကြီးစေဝါးတွေလိုအပ်နေပါတယ်လို့လွယ်ကောင်းကရှင်းပြထားပါတယ်ခေဦးမြို့နယ်အနောက်မြောက်ခြမ်းခေဦးကပ်မလို့ရေဦးအဆက်နဲ့ တန်ဘလူအနောက်တောင်ချမ်းမှာရှိတဲ့ကျေးရွာတွေကိုစစ်ခွေးတပ်ကလောဘမာလာ၁၀ရက်နေ့ကနေဒီကနေ့အထိလေးချောင်းတက်ခတ်မှု၁၅ကြိမ်ထက်မနည်းလှုပ်ထားတယ်လို့ခင်ဦးမြို့နယ်သတင်းမှန်ပြန်ကြားရေးအဖွဲ့ကထုတ်ပြန်ထားပါတယ်။ဒါကြောင့်ခင်ဦးအနောက်ချမ်းခင်ဦးရေဦးတန်ဘလူအဆက်တန်ဘလူခင်ဦးအဆက်ကျေးရွာတွေကဒေသခံတွေအနေနဲ့ဝေဟင်မြေပြင်ကိုအထူးဂရုစိုက်ကြဖို့တိုက်တွန်းထားပါတယ်။လောဘမာလာ၁၂ရက်နေ့ကတန်ဘလူနဲ့ခင်ဦးမြို့နယ်အဆက်ကရေးလိုက်ကျေးရွာအနီးမှာတမ33နဲ့ပြည်သူစစ်တရားတော်ပါတဲ့စစ်ကြောင်းတက်ခိုက်ခံရပြီးတော့ စစ်ကြောင်းပြက်လို့နှီးပါဖြစ်သွားတယ်လို့သိရပါတယ်။စစ်ခွဲတပ်ကတော်လန်ရေးအားကောင်းတဲ့ကမ်ဘလူခင်ဦးရေဦးတန်းဆယ်မြို့နယ်အဆက်နေရာတွေကိုထိန်းချုပ်ဖို့ကြိုးပမ်းနေတာလို့ဒေတာရင်းစီရင်သတင်းရင်းတွေကတုံ့တက်ထားကြောင်းသတင်းရရှိပါတယ်ခင်ဗျာ။သတင်းတွေကိုတင်ဆက်ပေးနေရင်လည်းကြားဖြတ်ပြီးတော့အကူအညီတောင်းကြင်တာလေးကတော့နေ့စဉ်နဲ့အမျှအပိတ်ဖြစ်နေတဲ့သတင်းများကို အစင်အနေနဲ့နားဆင်နိုင်ဖို့အတွက်ကျွန်တော်ရဲ့ Revolut Burma News Channel လေးကို like and subscribe လုပ်ပေးထားကြဖို့အတွက်မေတ္တာရက်ခံတောင်းဆိုလိုက်ပါစီခင်ဗျာမြေပြင်ကရဲဘော်တွေနဲ့စစ်ပင်းဆောင်ပြည်သူများကိုကူညီပေးနေတဲ့ channel ဖြစ်တဲ့အတွက်လူချင်းမင်းတို့အနေနဲ့ subscribe လေးတစ်ချက်နှိပ်ပေးုံနဲ့တင်တော်လန်ရေးမှာပါဝင်ကူညီပေးကြဖို့ကိုမေတ္တာရက်ခံတောင်းဆိုလိုက်ပါစီခင်ဗျာနေ့စဉ်မပြတ်အစဉ်အမြဲကြိရှုအားပေးနေတဲ့ကျေးဇူးရှင်မိဘပြည်သူများအားလုံးကိုအထူးပဲကျေးဇူးတင်ရှိပါတယ်ခင်ဗျာ နောက်ထပ်တင်ဆက်ပေးရမယ့်သတင်းကတော့ထိုင်းနိုင်ငံကန်ချနာပူရီခရိုင်မှာတရားမဝင်ဝင်ရောက်လာတဲ့မြန်မာနိုင်ငံသား၄ဦးဖမ်းဆီးခံလိုက်ရတဲ့ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။မနေ့ကမော်လွယ်ပိုင်းမှာကန်ချနာပူရီခရိုင်မှာရဲအများကစစ်စေးရိတ်ဂိတ်နဲ့စစ်ဆင်းနေတဲ့အချိန် နခွန်ပတုံကနေပြီးတော့တရားမဝင်မြန်မာရွှေပြောင်းအလုသမား၄ဦးလိုက်ပါလာတဲ့ကားတစ်စီးကိုဖမ်းဆီးရရှိခဲ့တယ်လို့ပြောပါတယ်။အဲ့ဒီကားပေါ်မှာလိုက်ပါလာတဲ့မြန်မာနိုင်ငံသား၄ဦးမှာတရားဝင်အထောက်အထားစာရွက်စာတမ်းမရှိဘူးလို့ပြောပါတယ်။ကားမောင်းသမားဟာလည်းထိုင်းနိုင်ငံသားဖြစ်ပြီးတော့မြန်မာအလုသမား၄ဦးစီကနေပြီးတော့တရားကိုထိုင်းပန်ငွေ၂000ရယူပြီးတော့ပို့ဆောင်ခြင်းဖြစ်တယ်လို့သိရပါတယ်။တရားမဝင်မြန်မာအလုသမား၄ဦးမှာ အမျိုးသားတုံးနဲ့အမျိုးသမီး၃ဦးတို့ပါဝင်ပြီးတော့ယင်မောင်ဟာအသက်32နှစ်အရွယ်ထိုင်းနိုင်ငံသားမစ္စတာဝီရော့ဖြစ်တယ်လို့သိရပါတယ်မြန်မာရွှေပြောင်းလူထုမား၄ဦးဟာလွန်ခဲ့တဲ့လအနေငယ်ကထိုင်းနိုင်ငံကိုတရားမဝင်ဝင်ရောက်ကထိုင်းနိုင်ငံအတွင်အလုပ်လုပ်ရန်ပွဲစားကပေးပြီးတော့လုပ်ငန်းခွင်ရှိရာကိုပြောင်းရွှေ့တဲ့အချိန်မှာဖမ်းဆီးခံလိုက်ရခြင်းဖြစ်ကြောင်းသတင်းရရှိပါတယ်ခင်ဗျာအခုလိုမျိုးမြန်မာတနိုင်ငံလုံးမှာဖြစ်ပွားနေတဲ့စစ်ရေးသတင်းနိုင်ငံရေးသတင်းများကိုအချိန်ပေးပြီးတော့နားဆင်ပေးတဲ့အတော့ Revolut Burma News Channel ကနေပြီးတော့အထူးပဲကျေးဇူးတင်ရှိပါတယ်ခင်ဗျာမြန်မာနိုင်ငံသူနိုင်ငံသားများအားလုံးဘေးအန္တရာယ်အပေါင်းကကင်းဝေးပြီးတော့အချမ်းမတ်စစ်အာဏာရှင်စနစ်ဆိုးကြီးရဲ့လက်အောက်ကနေလည်းအမြန်ဆုံးလွတ်မြောက်နိုင်ကြပါစေခင်ဗျာ Thank you.